မင်္ဂလာပါဟိုတနေ့ကကျွန်တော်တို့ကိုအကြောင်းကိုအင်္ဂလိပ်လိုလေးမိတ်ဆက်ကြည့်တော့ဆွေမျိုးမိသားစုခေါ်လေးတွေကိုအမှနည်းနည်းလေးလိုအပ်တာလေးကိုတစ်ချက်လေ့လာကြည့်အောင်ပေါ့နော်အဲ့ကိုရဲ့မိသားစုဝင်လေးတွေကိုမိတ်ဆက်ပြီးတဲ့အခါမှာဒါလေးလေ့လာထားမှအဆင်ပြေမှာပေါ့နော်အဲသူကတော့ကျွန်တော်ရဲ့အဖေကြီးပါအမေအမေကြီးပါအမေပါအဖေပါအကြီးဆုံးအငယ်ဆုံးစသဖြင့်ဒီလိုခေါ်လေးတွေကိုလေ့လာထားမှာပေါ့နော်။နံပါတ်1 L test send တာအကြီးဆုံးပေါ့နော်။ at ldex စံကြာအကြီးဆုံးပြောတာ ldex data ဆိုရင်တော့တမိအကြီးဆုံးလို့ပြောပါနော် i'm the eldest one ကျွန်တော်ကတော့အကြီးဆုံးတစ်ယောက်လို့ပြောတာပေါ့အဲ့တော့အငယ်ဆုံးဆိုရင်တော့ youngest လို့ပြောပါနော် youngest ဆိုတာအငယ်ဆုံးလို့ပြောတာနောက်တစ်ခု adopted child နော်မွေးစားမွေးစားတာကိုပြောတာမွေးစားထားတဲ့ကလေးပေါ့နော်နောက်တစ်ခု grandchild grandchild ဆိုတာမြည်အဲနောက်တစ်ခု parents in law ဆိုတာယောက်ကမလို့ပြောတာပေါ့နော်နောက်တစ်ခု grandmother အဖွာပေါ့နော် this is my grandmother ဒါကျွန်တော်ရဲ့အဖွာပါလို့ပြောတာပေါ့နောက် grandfather အဖိုးပေါ့နော်ဒါတော့ကျွန်တော်ရဲ့အဖိုးပါ this is my grandfather နောက်တစ်ခု elder sister ဆိုတာအမကိုပြောတာ this is my elder sister ဒါကျွန်တော်ရဲ့အမပါပေါ့နော်အဲ့တော့ younger ဆိုလို့ရှိရင်တော့ညီမပေါ့နော် elder brother ဆိုရင်တော့အကိုပေါ့ တော့ younger brother ဆိုရင်တော့ညီငယ်ညီပေါ့နော်တော့ younger brother ညီငယ်တဲ့နောက်တစ်ခု niece ဒူမလို့ပြောတာ this is my niece ဒါကျွန်တော်ရဲ့ဒူမလို့ပြောတာနောက် nephew nephew ဆိုတူ this is my nephew ဒါကျွန်တော်ရဲ့ဒူလို့ပြောတာနောက်တစ်ခု auntie auntie ဆိုအတော်ပေါ့နော်နောက်တစ်ခု uncle uncle ဆိုတာဦးလေးကိုပြောတာနောက်တစ်ခု family မိသားစု family life ဆိုရင်မိသားစုဘဝပေါ့နော် နောက်တစ်ခု relatives အဆွေမျိုးတွေကိုပြောတာနောက် brother in law ရောက်ပါလို့ပြောတာပေါ့နော်နောက်တစ်ခု daughter in law trademark နောက်တစ်ခု son in law တမတ်လို့ပြောတာနောက် sister in law ခင်မပေါ့နော်နောက်တစ်ခု second cousin မောင်နှမနှဝန်းခွဲလို့ပြောတာ second ဆိုတာအဲ့ဒီနေရာမှာ first cousin ဆိုလို့ရှိရင်မောင်နှမတဝန်းခွဲပေါ့နော်အဲ့ဒီဆွေမျိုးအခေါ်လေးတွေလည်းနည်းနည်းလေးလေ့လာထားကြည့်